ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီစခန်းကိုကိုကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်တအူအပါအဝင်3ဦးအရှင်ဖမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ပဲခူးတိုင်းမြောင်းလေးပင်ကြောက်တကားဖြူးညို့နေအတွင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားသည့်စခန်းကိုကိုကိုတော်လန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်တအူးအပါအဝင်3ဦးအရှင်ဖမ်းဆီးရရှိကြောင်း NUG ကောက်ွယ်ရေးဝန်ကြီးဌာနကတရားဝင်တရင်ထုတ်ပြန်ပါတယ်။ယနေ့ဇွန်လ25ရက်နေ့နနက်အစောပိုင်းတွင်စစ်ကောင်စီတပ်စခန်းများအလုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးထပ်မံတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာရဲအုပ်တဦးအပါဝင်73မှန်3ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နက်ခဲယမ်းများစစ်သုံးပစ္စည်းအများအများကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ခိုက်မှုအတွင်းတော်လန်ရေးတပ်ဖွဲ့များဘက်မှရဲဘော်တအူးကြာဆုံးခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည် စက္ကန်စီစက္ကန်ကိုကူအနက်မှာစက္ကန်တစ်ခုဖြစ်သောမြောင်လေးပင်မျိုးနှင့်ကြောက်တကားမျိုးကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိတော်ဝိကျေးရွာမှာစစ်တပ်စက္ကန်ကိုရှနေဇွန်လ25ရက်နနက်တလိုက်ခန့်အချိန်တော်လန်ရေးပူပေါင်းတပ်ဖွဲ့ကဝေရောက်တိုက်ခိုက်ခဲ့ရာနနက်2နာရီအချိန်တွင်စက္ကန်ကိုအပိသက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါသည် လက်နက်ကြီးပစ်ကူတာတော့ထိတွေ့တိုက်ပွဲစဖြစ်ကတဲ့ကတောက်လျှောက်ပစ်ပေးတာမျိုးရှိပါတယ်။လေကြောင်းပစ်ကူတော့မလာပါဘူး။စက္ကန့်ကိုတော့စစ်စင်ရေကြီးမှန်းချက်အတိုင်းအောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်ဟုထော်ဝင်တောင်းတရမတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။စစ်စင်ရေတိုက်ခိုက်မှုများကိုအမှန်နဲ့စစ်စင်ရေနဲ့မြေတိုင်းစစ်ဌာနဘက်ကဗျူဟာ၂၄ငကနီစစ်ကြောင်းအနာဝကတရင် အမှတ်၃၅၀၃တရင်ဖြူပကဖဖြူဟာ၂၅အမှတ်၃၉၀၂တရင် စပရင်ဝါရီခေါ်လန် KNL တရင်ကိုဗျူဟာ26တော်ဝင်တောင်းတရင်တော်ကြီးကန်းတရင်တို့ဖူးပေါင်း၍တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနဘကိုးမှဘကိုးတိုင်းအတွင်းစစ်စီရင်များကိုတုံးမြင့်ဆောင်ရွက်လျက်ရှိသဖြင့်ပြည်သူများအနေဖြင့်ဖူးပေါင်းပါဝင်ပေးကြပါယံမြစ်တာရက်ခန့်အပ်ထားသည် ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်လေးတွေမှာလည်းသတင်းထူးများတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။